အမျိုးသားညညရေးအစိုးရအဖွဲ့ NUG အုပ်ချုပ်နေတဲ့စကိုင်းတိုင်းအင်းတော်မြို့နယ်မှာမော်တိတ်ရွာကအရသာတယောက်ကိုဖမ်းဆီးထားတဲ့အချိန်အသက်သေဆုံးစေခဲ့မှုအတွက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖဒုတိယတာဝန်ခံကိုအရေးယူသွားမယ်လို့ NUG ကပြောခဲ့ပါတယ်။ ဤကဲ့ရဲ့အော်တိုဘာလ17ရက်နေ့မှာမော်တိတ်ရွာကအသက်30ကျော်အရွယ်ကိုဇော်ထွေးကိုစိုင်းကဲခိုးတယ်ဆိုတဲ့ဆွဆွဲချက်နဲ့ပါကဖားကလာရောက်ဖမ်းဆီးသွားခဲ့ပြီးတဲ့နောက်နိုင်ပိုင်းကြာမှာပဲကိုဇော်ထွေးရဲ့ရုပ်လောင်းကိုလာယူဖို့မိသားစုဝင်တွေကိုအကြောင်းကြားလာတာဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်။ရုပ်လောင်းမှာအပြင်းထန်နှိပ်စက်ခံထားရတဲ့ဒဏ်ရာအညိုမဲတွေကိုတွေ့ရတယ်လို့ ်ဦးကောင်းမှပြင်းထန်ဒဏ်ရာရရှိထားတာကိုလည်းတွေ့ခဲ့ရတယ်လို့ဆိုပါရယ်အရေးတည်ဆုံးမှုအတွက်တာဝန်ရှိသူကိုဖမ်းဆီးထားပြီးဥပဒေအတိုင်းဆက်ပြီးအရေးယူသွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ရဲ့ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်က TV ကိုပြောပါရယ်အင်းတော်မျိုးကိုပြီးခဲ့တဲ့ဧပြီလအစောပိုင်းမှာဒေါ်လင်းပူပေါင်းတက်တွေကတိုက်ခိုက်သိမ်းယူထားပြီးအန်ယူဂျီကအုတ်ချိုရဲ့ရန်ရရကိုဖော်ဆောင်နေတာပါ။ဒါပြင်စကိုင်းတိုင်းထဲမှာပင်လယ်ဘူးခံပတ် ရွှေပြည်အိမ်မြို့သိမ်မြို့တွေကိုလည်း NUG ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းယူထားတာဖြစ်ပါတယ်ရှင်။